ဟိုကျွန်တော်လက်မထက်ခင်အတူနေတဲ့ကိစ္စတွေဒီ live together နဲ့ပတ်သက်တဲ့ကိစ္စတွေမှာဟိုမဆွေးနွေးလို့ပါဘူးအငင်းလည်းမပွားပါဘူးဒါတွေကအတူတယောက်ချင်းစီရဲ့ right တွေနဲ့အဲသွားလို့ရရတယ်ပေါ့နော်ဒါပေမဲ့ပြောချင်တာကခလေးကလေးရဝိုင်းကြတော့ဟိုငါဆက်သက်မဖြစ်သေးလို့တို့အနည်းဆက်သက်မဖြစ်သေးလို့ဆိုရဲအရာတွေနဲ့ကဒီအဘောခလေးဖြတ်ချတဲ့ကိစ္စတွေရှိလာကြတယ် ပေါ့နော်အဲ့အရာတွေကြုံတဲ့အခါမှာအဲ့ဒါကြည့်ကျမတို့ဒီလိုမျိုးကိစ္စတွေလည်းအခုဟိုကျမတို့လုတ်ပေးနေရတယ်ပေါ့နော်တချို့ case တွေမှာဆိုရင်တချို့ကောင်မလေးတွေ case တွေကိုကျမပြင်ဆိုင်ပြီးတော့ဖြေရှင်းပေးနေရတယ်အဲ့တော့ဒါတော့အခုအဲ့တော့မလို့ဒါပေမဲ့အဲ့အရာလေးကိုလေပြောချင်လာလို့ခုနလေးနဲ့အဲ့ဖုန်းပြောပြီးတော့အဲ့ appointment လေးတခုပြီးသွားတာလေအဲ့တော့ဟို set education ဆိုတဲ့အရာကိုလည်းမသိရမှာမဟုတ်ဘူးသိတယ်လေဒီခေတ်မှာ ကျွန်တော်ကိုဝင်တားလို့ရတဲ့အရာတွေလည်းအများကြီးရှိရယ်နော်အဲ့တော့ကလေးရသွားတဲ့အခါကျမှအင်းတာဝန်မယူနိုင်ဘူးလို့ဘာလို့လဲဒီလိုမျိုးတွေအစရှိသဖြင့်ဖြစ်တဲ့အခါမှာဒီလူလောကတွေကိုရောက်လာမဲ့ကလေးလေးကဘာပြစ်ရှိလို့လဲဘာပြစ်မှမရှိဘူးလေနော်အဲ့တော့ဟို live together ကတော့ပုံပုံလင်းလင်းပြောရမယ်ဆိုရင်ဒီ have self ဒီကိစ္စတွေကိုတွေးဖီလိုက်မယ်ဆိုရင် self ကိစ္စ တွေကိုသိပြလိုက်မယ်ဆိုလို့ရှိရင်ဒီဆက်ကိစ္စမပါဘဲနဲ့ live together အရာတော့တကယ်တော့ဟိုနေကြည့်တက်ပါတယ်ဘလိုပဲဖြစ်အဲ့မှာတယောက်ကြောင့်တယောက်တိရလေတယောက်ကြောင့်တယောက်တိပြီးတော့ဒါဟိုယူတက်လာမြူတက်လာသူ type ကဘလိုကို type ကဘလိုဆိုပြီးတော့ဟိုတိရပေါ့နော်အော်ဒါပေမဲ့ပြောချင်တာကလေဒီလို sub ကိစ္စတွေနဲ့ຫນွယ်ပြီးတော့ပါလာပြီ live together မှာအဲ့ဒါတွေလည်းပါလာခဲ့တယ်ဆိုရင်တော့ဒီခလေးကိစ္စပါကြွတွေးဖို့လိုတာပေါ့လीเนาะအခုကျတော့ဘာဖြစ်လဲဆိုတော့ ဟိုအဆက်သင့်မဖြစ်သေးဘူးဆိုရဲစကားကြီးရကြတော့အဲ့တော့အဲ့ဆိုဆက်ဖြစ်ဖို့ကြတော့အဆက်သင့်ဖြစ်ပြီလားကိုကိုကိုအဲ့တော့တော့ qualify ပြင်မိရလို့ထင်နေဆိုလို့ရှိရင်ဒီကလေးနဲ့ပတ်သက်ပြီးယူရဲကိစ္စမှာပြောချင်တဲ့ဟာဟိုကိုကိုကိုမိခင်ဖခင် responsibility ယူရတော့တဲ့အထိအာကိုဟာ qualify မဖြစ်သေးဘူးလို့ယူဆရဲဆိုလို့ရှိရင်တော့ဒါတွေကိုတားသင့်တားအပ်တာကိုတော့လောက်ရမှာပေါ့လေနော်ထိမ့်သိရတဲ့ပိုင်းတွေတော့လောက်ရမှာပေါ့အခုလို့ဖြစ်မှဟိုမိန်းကလေးကိုဖြစ်တင်တာမျိုးတို့ဘာလို့ကြတော့အဆင်မပြေဘူးလေ အမေကငါစိတ်တောက်ခိုင်းတာပဲလို့ဘာလို့ညာလို့ဆိုတာဒါနှစ်ဦးကနေဖြစ်ပြီးရလာတာနှစ်ဦးသဘောတူတည်ပြူပြီးလှုပ်လို့ရလာတဲ့ကိစ္စခလေးဆိုတာเนาะအဲ့တော့ဘသူ့ကိုမှအပြစ်တရားမှမဟုတ်ဘူး relationship တွေမှာဒီလိုပြဿနာတွေကြုံနေဆိုရင်အကောင်းဆုံးဖြစ်မဲ့ရအောင်ပဲရွေးချယ်ရမှာတယောက်နဲ့တယောက် blame လုပ်ပြီးတော့ဟိုဖျက်ချဖို့ရည်ပဲဒါဆိုပြီးပြောနေတယ်ဆိုရင်လည်းဟိုပုပ္ပလေးပြောရင်ဘာသာရေးနဲ့ညွယ်ပြောရင်ငရဲလက်ကြီးရဟုတ်တယ်မလားဖျက်ဖျက်ချရဲဆိုအဲ့လိုပြောလို့ဟို ကိုခက်ခဲနဲ့ကိုလေကိုထုတ်ခက်နဲ့ကိုဖျက်မချနဲ့လို့လည်းကျမဆက်ချက်ချင်းမပေးပါဘူး။ဒါပေမဲ့ပြောပြတာကွာအရှိကိုတွေးလေအရှိကိုတွေးကိုဆက်ဖြစ်ပြီးသွားပြီဆိုတော့ဒါဘယ်လိုလုပ်ရမလဲဆိုတာမျိုးတွေးပေါ့နော်အဲ့လိုမျိုးဟိုမင်းကအပိုက်ကြံကြံလို့ခလေးယူလိုက်တာမလားတော့ဒီလိုမျိုးတွေကျမတို့ခုနကဆိုအဲ့လို secretary ရဲ့အဖက်ရင်းနေတော့မကောင်းပြောခံရတဲ့ကောင်မလေးနေရတယ်ကျမတို့တော့စိတ်မကောင်းအောင်ဒါကျမတို့တော့အိုနေပါပြီအသက်ကြီးပါပြီဒါပေမဲ့ကိုညမလေးသားဖြစ်ကိုတူမလေးသားဖြစ်ကိုသမီးလေးသားဖြစ်ရင်ဆိုရဲစိတ်နဲ့မျက်ရည်ကျအခုနအဲ့ဒါဖြတ်ပြီ ်ဟိုရဇလေးဘက်ကလည်းဟိုကျွန်မပြက်ကိုချင်းစလိုက်တယ်ငါမောင်ငါသားသားဖြစ်တယ်ဆိုရင်ဥမာထားပါတော့အသက်ရွယ်အားဖြင့်လည်းငယ်သေးတဲ့အလောက်ကိုင်တဲ့တကြမရှိသေးဘူးဒါအိမ်နာပြုဖို့ကိုမလုံလောက်သေးဘူးလို့ကျွန်မလည်းတွေးမိမှာပေါ့နော်ဒါပေမဲ့ကိုဝင်မရအောင်ကတော့တိမာပါဘလို့တွေဘလို့လောက်ရမလဲဆိုရယ်နီးလန်းနေ ው တော့နားလည်ပါပါကေဖြစ်သွားခဲ့တယ်ဆိုလဲဖြစ်သွားခဲ့ရင်တော့တောင်းယူပေါ့ဒါပဲရှိတာပဲလေเนาะတခြားအရာတွေကဥပဒေပေါ်မှာဖြတ်ချရဲဆိုတာလဲ legally မဖြစ်ဘူးလေเนาะ ဲ့တော့တခြားအရာတွေနဲ့မိန်းကလေးကိုထိုးနှက်နေရဲဆိုရလေဒီမိန်းကလေးမှာတတလို့ trauma တွေရပြီးကြီးပြင်းသွားရမှာလားနေခဲ့ရမှာလားဒီကလေးလေးဘောကဩဆိုတော့ကျမတို့ကပြန်ပြီးတော့ဟိုတွေးရပြီပေါ့အဲ့တော့ကျမကမိန်းကလေးကိုပြောချင်တာအဲ့လိုအခြေအနေမျိုးတွေနဲ့ကြုံတွေ့ရတယ်ဆိုရင်ကိုကိုကိုတပတ်မလုံနိုင်တဲ့အခြေချင်းရှိလားတပတ်မလုံနိုင်တဲ့ကိုကိုကိုမိခိုနိုင်တယ်လို့ယူဆရဲဆိုရင်တော့ မွေးပလိုက်တော့ single man ဖြစ်နေတာနေတော့လောကမှာ single man တွေကဟိုနှုံချရဲသူတရားမှမရှိဘူး single man တွေရဲ့ဘဝတွေအားလုံးကဟိုပုံမှန်ပဲ ordinary ပဲလောကမှာ environment မှာကောင်းမှုဆိုအကျိုးပြုပြီးလူတွေကိုအကျိုးပြုပြီးနေလို့ရတယ်ဆိုအများကြီးပဲဘယ်သူမှလည်းရှုံးမချဘူးဘယ်သူမှလည်းမစော်ကားပါဘူးဒီခေတ်မှာအားလုံးက educated ဖြစ်နေပြီเนาะအော်ကိုကျစ်စာတရားရှိရဲ့လူအဖွဲ့စည်းမှာတည်ပြင်းခဲ့ပြီးတော့ အာခလေးလေးကိုအကောင်းမွန်ဆုံးပြုစုပြုထောင်လို့ရတယ်အဲ့တော့ဘာမှအောက်ကျလို့ကြခံမိငါ့ကိုလက်ထပ်ပါရပါလေပြောမနေနဲ့တော့ဟိုမွေးပလိုက်ကျမဆိုအဲ့လိုမျိုးအရင်တည်းကကျမအဲ့လိုစိတ်မျိုးရှိတယ်ကျမအရင်ခလေးတွေရမ်းချစ်တတ်တယ်ရမ်းစာနာရမ်းတနာတတ်တော့လေအဲ့လိုသာအကြုံခဲ့ရမှာဆိုကျမမွေးမှာ ဒါပေမဲ့အဲ့လိုပြောလို့လည်းအတားအယံကြီးရလို့မထင်ပါနဲ့လူတိုင်းကတော့ကိုယ့်လိုမဟုတ်ဘူးလေနော်လူတိုင်းမှာတော့သူတို့ပွားတယ်သူတို့ခက်ခဲသူတို့အခြေအနေတွေလာလဲရှိသေးတာ哦ဒါပေမဲ့ပြောပြတာအဲ့လိုမျိုးဖြစ်လာခဲ့ရင်တော့အောက်ကြမခံနဲ့တော့အောက်ကြခံပြီးယူပါယူပါလို့ပြောနေကြဘာအကြောင်းမှမရှိတော့ကိုယ်တော်တော်မယူနိုင်ဘူးခလေးနဲ့ပတ်သက်ပြီးတောင်းယူရသေးမရှိဘူးဆိုတော့လူတယောက်ကကိုယ့်အတွက်ဟို right partner အနေနဲ့ဖြစ်မလာဘူး right partner အနေနဲ့ဘယ်တော့မှဖြစ်လာမှာမဟုတ်ခလေးအတွက်လည်းကောင်းမွန်တဲ့ဖခင်တယောက်ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ကျမကတော့အဲ့လိုမျိုး တော့ယူဆပါတယ် okay ပါအဲ့တော့ဇုံတွင်းတွေ live it together နေရတဲ့အခါမှာ heavy sex ကိစ္စတွေရှိရင်အနေချင်းလေးတော့အော်ထိမ့်သိမ့်ပါအနေချင်းလေးသတိထားပါနော်ဘာတွေဘာတွေနဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ဟိုအကောက်ဆုံးဖြစ်မဲ့အရာလေးတွေနဲ့လောက်ပါကိုယ်ကလေးယူဖို့လည်း ready မဖြစ်သေးဘူးဆိုရင်လေအကယ်၍များမတော်တဆ accident ကလေးရသွားခဲ့တယ်ဆိုလဲဟို ကိုတောင်ဝင်ကိုယူရတဲ့သူလူပိသားရဲ့သူလူစိတ်ထက်အပြည့်ရှိတဲ့သူမျိုးဖြစ်ပါစေလို့ဆုပကောင်းတောင်းမိပါတယ်အထူးသဖြင့်ဟိုယောက်ျားလေးတွေပေါ့နော်